က်စတိုင်ကိုကြည့်ရှုနေတဲ့ပြည်စင်းပြပရဟန်းရှင်လူပြည်သူအားလုံးကိုစိတ်နှပြချမ်းမချမ်းသာကြပါစေ။ယခုခါမှာရာဇီဆဝန်းတို့တရွေ့ပြောင်းလာတာမေလ၈ရက်နဲ့၁၄ရက်ကြာရောက်ရှိလာပါပြီ။2025ခုမေလဒုတိယရက်တတပတ်ထဲဝင်လာပြီပေါ့။အဲဒီခါမှာလည်း ချိုးရီနတ်ခတ်ဒီကိင်္ဂနာနေအပြောင်းလဲတွေလူသားတွေရဲ့တတ္တဝါတွေရဲ့အကောင်းအဆိုးအပြောင်းလဲတွေရှိပါတယ်အဲဒီအပြောင်းလဲတွေကို အတတ်နိုင်ဆုံးအကောင်းဆုံးဟောကြားပေးမှာဖြစ်ပါတယ်ပထမဦးစွာမေတ္တာရာသီဘွားမေတ္တာရာသီဘွားရေဆိုမတ်လ27နဲ့ AP 20ကြားမှာမူဖွားသူတွေဖြစ်ပါတယ်ဒီရာသီဘွားတွေကယခုမေလ ရှိရတဲ့ဆလေးရကြမှာဘာပဲလုပ်လို့အထင်အငော့လေးတွေရှိပါမယ်မိတ်ဆွေတွေတငယ်ချင်းကောင်းတွေအထောက်ပံ့ကောင်းတွေတော့ရမှာဝန်သားတွေအထက်လူကြီးအောက်လူအထင်အငော့တွေနဲ့တွေ့မှာစီပွားရေးဆရာနှခါပြန်လုပ်ရတာဝန်သားကြီးရတွေနှခါနေရာ ပြောင်းရတာခုံပြောင်းရတာ အားသလိုထစ်တဲ့ဟောကွန်းနဲ့ငွေကြေးစည်းပွားအလုပ်ကိုင်းတွေတွေ့ကြုံရမယ်။ကြာမာရေးဆိုင်ရာမှာလည်းအကောင်းလိုက်ဆိုးလိုက်တွေရှိမယ်။အိမ်တော်ဖက်နဲ့စကားများမယ်။ချစ်သူနှလုံးသားအဆင်မပြေတာထစ်တဲ့ဟောကလောလောချောချောဖြစ်တဲ့ရတတပါပဲ။ဒါကြောင့်ဘာပဲလုပ်လို့စိတ်ရှိဖို့လူတယ်။တီးခံဖို့လူတယ်။အထစ်အငွက်တွေကိုလွယ်ကူသွားအောင်မိမိဘက်ကရှော့တင်တာရှော့။အချိန်ဆွဲတင်တာဆွဲလိုက်ပါ။ အောင်မြင်မှုတွေရကျင်နေဆိုရင်တော့အိမ်မှာဖရာကျော်ငပြောသည်လိမ်မော်ရီများကတ်လူပူသောအပွင့်ပန်းတွေကတ်လူပူသောဖြူလွားတဲ့အရောင်စင်းတွေအရောင်ဖြော့တွေပန်းရောင်တွေအပွင့်အဖတ်ပါတယ်ဝတ်ပါဝိဇာဇနာတမနာဝိဇာဇနာတမနာဝိဇာဇနာတမနာပရိကုပ္ပခုနှစ်ရပြည့်အောင်စိတ်ပါ ထီထိုးခြင်းတို့ဝါနာပါရင်၃လနှစ်ပတ်လည်ထိုးပါအဲ့ဒါဆိုရင်မိတ္တရာဇီဘွားကြီးအရှင်ပြေသွားပါလိမ့်မိတ္တရာဇီဘွားကြီးအားလုံးဘေးရန်ကြမ်းမှချမ်းသာကြပါ